ရွှေမျိုးဟဲ့မေစုเจ้าရောက်ရင်ဟိုမောင်ဓမကိုမသိတလို့နေနော်ကြားလားဟုတ်ကဲ့မေမေကုန်းဆုံဆိုင်ကြီးရဲ့အထဲကစကားအတန်တွေကြောင့်ဖြိုးငယ်လက်ထဲကစီဘူးအလုတ်ကိုခတ်တင်းတင်းဆုပ်ကင်ထားလိုက်မိသည်အဖေရဲ့ညီမသူမရဲ့အတော်သူ့သမီးကိုမှားချနေတဲ့တွေပဲဖြစ်သည်အဖေရဲ့ တမီးတို့တော်လေးဆိုင်စီတစေသားအကျွေးယူတယ်လို့ခိုင်းလိုက်တဲ့စကားအတန်ကိုမနာခံနိုင်တော့ပဲသူလှဲ့ထွက်လာတော့သည်တကယ်ဆိုအဖေဘက်ရောအမေဘက်ရောညီအကိုမောင်နှမတွေပေါ်ပါသည်အဘိုးဘွားတွေကလည်းအတန်အသင့်ပြည့်စုံကြပါသည်သို့တော်လည်းဖြိုးငယ်တို့အဖေရောအမေရောလောက်စားစရာဘာမှမရခဲ့ကြတာဖြစ်မိဖြိုးငယ်မှာ မောင်နဲ့ညမအငယ်ဆုံးလေးရှိသေးသည် သူက၄တန်းမောင်က၂တန်းနဲ့ညမငယ်လေးကကြောင်မတက်နိုင်သေးပေအဖေကရေခဲကြောင်လှည့်ရောင်းပြီးမိသားစုဝန်ရင်းကိုဖြည့်ရှင်းနေရသည် အမေကဟင်းရစိမ့်လှည့်ရောင်းကအိမ်စရိတ်ကိုတစ်ဖက်တစ်လမ်းကကူရှာသည်အဆွေဝန်းနေကြတဲ့မှာဆင်းရဲနေကြလုံးနာမို့ ဘယ်သူကမှသူတို့ကိုအဆက်ဆံသိမ့်မလုပ်ကြပြီလေးလေးမြအောင်လေးလေးမြအောင်ဘာလဲဟိုမတော်မဟိုတမီးတို့တီဗီလာကြည့်တာပါဟိတ်ဟိတ်ဘာတီဗီမှမပြဘူးကိုမြအောင်တော်ဖွင့်ရရင်ဖွင့်ကြည့်အေးပါမိမယာကဲပြန်ကြတော့တီဗီမပြဘူးတပတ်မှာတရက်သာတွင်သည့်ဇလန်းလေးကိုဖြိုးငယ်တို့ကြည်ကျင်မိတာအမှန်ပင်ခုတော့ စိတ်ကူးကလက်တွေနဲ့ထတ်တူမကြတော့ဘူးဒီနေ့အဖေရောအမေရောအိမ်ပြန်လာနောက်ကြသည်တို့မောင်နှမတွေဘိုက်စာနေကြတော့လဲစားစရာဘာမှမရှိချေမနက်ကကြံတဲ့မွရင်းဆန်ထမင်းချမ်းတော့ရှိသေးသည်သမီးတို့ရေဘိုက်စာနေကြပြီလားဟောမိမေတို့ပြန်လာပြီကစွန်ရွက်ကျော်ငပီးဖုံးနဲ့ ချို့တော့ဟင်ကသူတို့မိသားစုရဲ့ဝမ်းမိကိုငြင်းစေခဲ့လေသည်အကိုဟိုကိစ္စဘယ်လိုစဉ်းစားထားလဲအမကြီးစီအကူကြီးတောင်းကြည့်ရမှာပေါ့နေရဲ့သမီးတို့လည်းတဖြည်းဖြည်းနဲ့အတန်းကကြီးလာတော့မှဆိုတော့အလုပ်ပြောင်းမှပဲဖြစ်မှာဟုတ်ပါတယ်အကိုရဲ့အောက်ခံတဲ့အင်ကြီးကိုမော့ကြည့်ရင်လှောက်အောင်ဝင်သိမဝင်သိစဉ်းစားနေမိသည် သူတို့မောင်နှမတွေထဲမှာ အကြီးဆုံးအမကြီးဖြစ်သည် သူအိမ်တော်မကြခင်ကအမကြီးတက်ကတူတက်နေစဉ်တခြားခုံချစီမှန်သမျှကိုခြံလုံးလဲလုံးပြီးထောက်ခဲ့ရတာဖြစ်သည် အမကြီးအမကြီးဟဲ့ဘသူလဲမိမထွက်ကြည့်စမ်းပါဟာလာပြီလာပြီတချက်သားလို့ရှိသည့်ရွှေစဲကြိုးကြီးဝက်ကထွက်လာသည့်အမကြီးကို သူပြုံးပြလိုက်သည် သူကိုမြင်သည်နှင့်တင်းသွားသည့်ညနေကျော်မာသွားသည့်အတန်လေးကြောင့်စိတ်ကတိကအောင်တော့ဖြစ်သွားရသည်။ဘာကိစ္စလဲလောက်အောင်ဟုတ်အကူကြီးလေးတောင်းမလို့ပါအမကြီး။ဘာအကူကြီးလဲ။အရင်နည်းလို့ဖို့အတွက်ဟိုငွေနှသိန်းလိုနေလို့လာချေဘာငွေနှသိန်းဟုတ်လား။နေကငွေလာချေပြီးဘာနဲ့ပြန်စမှာတော့။တော့ ါတပြားမှမချေနိုင်ဘူး။ကိုကြီးပါအမကြီးရဖြိုးငယ်တို့ရဲ့အတွက်အလုံးလုံးချင်လို့ပါ။မချေနိုင်ဘူးလို့ပြောနေတယ်လေလှအောင်။အိမ်ထဲဝင်လိုက်တာနဲ့ညနေငယ်လေးတွေနဲ့သူ့ကိုစောင့်နေကြတယ်။သူ့ရဲ့တန်ရောစင်အတိုင်းမြုံလေးတွေကိုကြည့်ရင်ရှင်မောသွားရသည်။ရေကကြောင်ရောက်သည့်အလုတ်ကဝမ်းဝရုံတောင်အနိုင်နိုင်မှုစုထားတာလေးတွေနဲ့ငွေချေးလို့ရခဲ့ရင်ဆိုင်ငယ်တစ်ပတ်ရည်လေးဝယ်ပြီး ်ဈေးထဲမှာ carry ဆဲဖို့တွေးထားတာဖြစ်သည်သူ့ရဲ့ညီအငယ်ဆုံးတင်အောင်ကလည်းနေစရာအရင်သိရှာဖို့လာပြောနေလေးပြီအရင်ကသူ့ကိုယ်ပိုင်အကွက်လေးရှိပေမဲ့သမီးငယ်ဆုံးလေးမိဖွားတဲ့ချိန်ငွေလိုလိုသူ့ညီစီပေါင်ထားခဲ့တာဖြစ်သည်ခုတော့အတူရောအရင်ရောမဆက်နိုင်တော့တာကြောင့်မိကွက်လေးကအလိုလိုတင်အောင်တို့အကွက်ထဲပါသွားတော့သည် ကိုတင်အောင် ရမုန်းဖူးကြံသေးတယ်ဘာလို့ရမလဲထားထားလိုက်လေလက်ပြန်စားလို့ရတာပဲအင်မအင်မအိမ်ဘေးကသူ့ညီလေးမယားရဲ့စကားပြောတဲ့အဆုံးမှာတော့သမီးအငယ်ဆုံးလေးကပူစာလာတော့သည်ဖေဖေပြောင်းဖူးစားကြတယ်အေးပါဖေဖေဝယ်ကျေးမှာပေါ့သမီးလေးရဲ့နော်ဟုတ်ဖေဖေရေခဲပုံးကိုလွှဲရင်း သူညီရင်းညီမရင်းနေတဲ့အချမ်းဘက်ကိုသူထွက်လာခဲ့သည်။ဘာပဲဖြစ်ဖြစ်အရင်ကြီးတွေမှအားပေးကြမှာပဲဟုသူတွေးထားလေသည်။ဟိုမှာလေတထင်းမင်းကြီးကြွလာပြီ။ငွေနှသိန်းတောင်ချေးတာဆိုပဲ။ဟုတ်ပါကွာ။နေစရာမြေခွက်တောင်မရှိတာပတ်စံတော့ချေးတက်သဟ။တော်သေးတာပေါ့မမကြီးတို့များမချေးလိုက်လို့ချေးမိလိုက်ရင်တော့ရေဆက်တာချပြီးတော့ပဲ။ သူ့ကိုလှောင်ပြောင်ထင်းကော့နေတဲ့လူတွေထဲမှာဒဇိန်ဒဇန်တွေနေပါတယ်။ရွှေရှိမှအမျိုးတော်ကျင်ကြသည် သူရဲ့ရွှေမျိုးတွေကသာအများဆုံးဖြစ်သည်။ရေထဲမှာတစစ်စစ်နဲ့နာကျင်ရင်အိမ်ကိုပြန်လာခဲ့သည်။ချင်းငယ်ရီရော့ဒီမှာပြောင်းမှုပြုတ်လာယူတီတီအေးကစားစီခြင်းလို့နော်။ဟေးသူအိမ်ရောက်တော့ပြောင်းမှုပြုတ်ကင်ချတဲ့သမီးထွေးကိုတွေ့ရတာကြောင့် မေးကြည့်ဖို့သူကလတ်သွားလိုက်သည်သူနန်းကြည့်လိုက်တော့ပြောင်းမှုပြုတ်သည်တိုးစော်နန်းလို့ပြော့နေပြီဖြစ်သည်သမီးမစားနဲ့တော့နော်ဖေဖေအစ်စ်ဝယ်ပေးမယ်တတီရေးပေးထားတာစားမှာမနေက သူ့ညီလေးမယားပြောနေတဲ့စကားသံတွေကြားရောက်ရင်အန်ကိုကြိတ်ထားမိသည်ဆုံးဖြတ်ချက်တခုကိုထေချအောင်စဉ်းစားလို့အပြီးမှာတော့သူလုံးရမယ့်အရာဒီထေချသွားခဲ့ပြီဖြစ်သည် နေရင်အကိုတို့တရွာပြောင်းကြရအောင်ဒီမှာပဲဆက်နေလို့မဖြစ်တော့ဘူးပြောင်းကြတာပေါ့အကိုရဲ့နှစ်ပေါင်း20ကြာပြီးနောက်မှာတော့အချိန်ကာလဟာ လူကိုအတော်ပြောင်းလဲစေသည် လူနေထူထပ်သည့်မြို့ပေါ်ကစေကန်ထဲမှာအမျိုးသမီးတယောက်ထိုင်နေသည်ရှေ့မှာလဲလျောင်းရင်စေကူတာမှုခံယူနေတဲ့အန်တီကြီးသည် သူမကိုမကြခနကြည်နေလေသည်ဖြိုးလူနာနှစ်ယောက်ကြံသေးတယ်စက်ကြည့်မလားကြည့်လိုက်မယ်လေကိတွေစေကူတော်မူခံယူပြီးတော့ခொနကအန်တီကြီးကသူမစီလာပြီးစကားပြောလေသည်တမီးကိုမြင်မှုသလိုရှိနေတယ်တမီးနမယ်ကဖြိုးငယ်ပါအန်တီဒေါက်တာဖြိုးဖြိုးငယ်ဟင်ဦးလာအောင်ရဲ့တမီးဖြိုးငယ်လား ဟုတ်ပါတယ်အန်တီဒါနဲ့အန်တီကဖေဖေကိုသိလို့လားတိတ်တည်တာပေါ့သမီးဖေဖေရဲ့အမကြီးဒေါ်ဝေဝေဟာအန်တီပဲလေဩဟုတ်ကဲ့အန်တီအိမ်ရောက်ရင်ဖေဖေကိုသမီးပြောလိုက်ပါမယ်ဒါကအိမ်လိမ့်စာကပ်ပါအန်တီကိစ္စရှိသေးလို့ခွင့်ပြုပါအောင်ကြီးမေတော်သူမိမိကိုတွေ့ရတော့အားရဝမ်းသာမရှိလာပဲတင်းငိမ့်လွန်းလာတဲ့တူမဖြစ်သူကိုကြည့်ရင် စိတ်ထဲအံ့ဩမိသွားသည်ဘန်းတွေဝင်နေတဲ့ခြံကြီးနဲ့အချူရောင်ဆေးထုတ်ထားတဲ့အိမ်ကြီးရဲ့ထမင်းစားကန်ထဲမှာတော့မိသားစု၅ယောက်ထမင်းစားရင်းစကားပြောနေကြသည်အော်ဖဖေကိုတမီပြောရအောင်မယ်ဒီနေ့ဆေးကမ်းမှာဖဖေရဲ့အမကြီးနဲ့တွေ့ခဲ့တယ်အော်မဝေလားဟုတ်တယ်ဖဖေတမီလည်းကိစ္စရှိလို့စကားနည်းနည်းပြောပြီးထလာခဲ့တယ်အော် အိမ်လေးစာကတ်လေးတော့ပေးခဲ့လိုက်တယ်။သူတို့မလာပါဘူးသမီးရဲ့။သူတို့တွေစိတ်ထဲမှာသွေးနီးရမယ့်အတိုက်အမြုံတွေမရှိတော့တာကြားလိုက်ပြီ။သွေးမတော်သားမဆက်တဲ့လူတွေကြားထဲမှာရရှိခဲ့တဲ့နှွေးထွေးမှုတွေနဲ့နေပြောခဲ့ကြပြီဖြစ်သည်။သမီးကြီးကိုလည်းဆရာဝန်ဖြစ်အောင် သူပြောထောင်နိုင်ခဲ့တယ်လို့ဒါကိုလည်းစီးပွားရေးလောကရဲ့နေရာတနေရာသူပေးနိုင်ခဲ့ပြီဖြစ်သည်။ ။သမီးထွေးကိုတော့သူဝသနာပါရကိုခွင့်ပြုထားရမို့စိတ်အေးချမ်းစွာဘဝကိုဖြတ်တန်းနေနိုင်ပြီဖြစ်သည်။တရံမိသားစုရဲ့ပည့်ရမှာအပန်းဖြေနေကြတော့ဖုံးတစ်ခုဝင်လာခဲ့သည်။စိတ်သွက်လူသွက်ဖြစ်တော့သမီးထွေးကထထွားကဂိုင်းလိုက်ရင်စပီကာဖွင့်လိုက်သည်။ဟယ်လိုဟယ်လိုလှောက်အောင်လို့နှင်းတို့ဖြိုးတို့အားလုံးနေကောင်းကြလား။ ဒီမှာအားလုံးကလည်းမတွေ့ရတာကြတော့ထွေးချင်နေကြတယ်။ရှားကိုလာခဲ့ကြပါအောင်။ဟုတ်ပါရဲ့ဗျာ။အကူလောက်အောင်တော့အမနိုင်တို့သားမိတွေရောဒီမှာညီကောင်မတို့တွေကထွေးချင်ကြလို့တဲ့။ကျွန်တော်တင်အောင်လေးမှတ်မိလား။အကူအောင်ညီမလေးငွေယုံရဲ့။ကျမလည်းတူမလေးတွေနဲ့အကူတို့ကိုလွမ်းနေတာ။ဖုန်းလေးကစုံညံပလောရိုက်နေတဲ့ရွှေတော်မျိုးတော်ရဲ့အတန်ကိုနားထောင်နေရင်လှောက်အောင်ပြုံးမိသည်။ အတိတ်ကအဖြစ်ပြက်တွေသည်ယခုချိန်ထိမျက်စိမှိတ်တိုင်းဖိတ်ကားထက်မှထင်ဟန်နေစေဖြစ်သည်ဖဖေရွာကမျိုးတွေကမန္တမတွေစုပေါင်းလူကို လာခဲ့ချဖို့ဖိတ်ပါရဲ့တော်ပါပြီသမီးရဲ့ဖဖေတို့ဒစိမ့်တွေကြားရဲပျော်ပါရဲ့ကွယ်